ဒီကနေ့မှာတော့ပလဲနယ်မှာပြည်သူကိုဓာမြတိုက်နေတဲ့ PDF တွေကိုဒေတာခန်တွေကဝိုင်းဝန်းဖန်ဆီးနေတဲ့အခြေအနေတွေကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ဒီကောင်တွေလုတ်တာ။မင်းကဘာလုပ်တာ။မင်းကဘာမှမရနိုင်ငံရေးလုပ်နေတဲ့လူချင်းချင်း။ကြည့်ดูနိုင်ကျင်နေရကောင်းနေမြေခေါ်တော့မြေခေါ်တော့ကြည့်ดูနိုင်ကျင်နေရကောင်းနေမြေခေါ်တော့

cái này mà anh quên bên này mà anh quên đâu nào xin đi đâu nào đâu nào nhớ nó được không nào bây giờ luôn nhớ đâu thêm nhớ đâu chỉ đi bao gồm gì đâu không phải cái gì đâu đâu ကြိုင်းမို့ကြိုင်းတိုင်းမို့ပချမ်း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 တော်နေတိုင်းစပောက်ပြီးပါအောင်ကိုနေမင်းစပောက်ပြီးပါတယ် 不不，铁工那的，铁工铁工线你要做，铁工那太大了。都在这边嘛，看不清楚，都都都我弄我弄不着。铁工在那边呢，铁工。铁工铁工，铁工在那边。 အကြအဖေကလာကွအောက်ကအောက်ကဟိုဝါဟိုမိုးကပြည်သူတယောက်နေနဲ့ပြည်သူအားလုံးကိုစားပြောတင်တာတော့ပြောရမှာပဲမပြောစေချင်ရင်အပြောလွတ်အောင်မန်အောင်နေဖို့လိုပါတယ်ဆင်စိတ်တမ်းမြင့်မြတ်မှန်ကန်တဲ့ PDF တွေခေါင်းဆောင်တွေအဖွဲအစည်းတွေအခုမိုးပြောတဲ့အထက်မှာလုံးဝမပါဘူးနော်အဲ့ဒါနဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့ခေါင်းဆောင်တွေအဖွဲအစည်းတွေအဲ့လူတွေပဲပြောနေတာကိုနားလည်ကြပါ ို့အမားကိုဝတ်လက်ကြောင်ပါလုပ်ပြီးကို့အပြစ်ကိုဖုံးကွယ်ဖို့အတွက်ပြည်သူကထောက်ပြတာကိုပြန်ဆဲစော်ကားတယ်ဒါကိုပြည်သူလက်နက်ကင်ပါလို့ခေါင်းစဉ်မတကြနဲ့စင်ဒုတိယမအေလို့လက်နက်ကင်လို့ပဲခေါင်းစဉ်တကြလိုက်ပါနော်အဲ့ဒါပဲအမားလောက်ရတဲ့လူကလေအခခါထားမှာဖို့ဝန်မလေးကြဘူးဆိုတာတက်တက်ပြတာပဲအမားကိုမပြင်တဲ့လူတွေကလေလူညက်လူဖြင်းတဲ့ပိုအောက်တန်ကြတယ်အမားကိုဝန်ခံဖို့ဝန်ခံဖို့ပြည်သူကိုတောင်းပန်ရမှာဝန်လေးနေတဲ့ကောင်တွေကစစ်ခွေးနဲ့အတူတူပါပဲရှင်လက်နက်ကင်တာ တီသူကိုစော်ကားဖို့မဟုတ်ဘူးဆိုတာတော့မသိနာမလဲတဲ့ကောင်းတွေကိုကွာဟမ်ကောင်းဆောင်နေရာတွေကိုပေးအဲ့ဒီပေးတဲ့လူလဲစောက်တုံးကိုမကြတာတီသူအပေါ်မိုက်ရိုင်းစော်ကားရင်အရေးယူရမယ်ဖြောက်ချပြရမယ်ဆိုတဲ့မူဝါဒမရှိဘဲဘယ်လက်နဲ့ကန်ဖွဲ့စီမစုအဲ့ဒီတီထောင်ထားတဲ့လက်နဲ့ကန်မန်သမီးဘယ်တော့မှလူဖြစ်မလာဘူးစင်လူမဆန်မူမမှန်တဲ့လူကိုနေရာပေးတာလောက်ချင်တာလောက်ပါစေဟမ် ပြောချင်တာပြောပါစီဆိုပြီးလွတ်ထားတာဟာဖာတဲ့ကိုဖာကောင်းကနေရပေးပြီးလှောက်စားတယ်လို့မျိုးပေါ့အဲ့လိုမဖြစ်ချင်ရင်စီနဲ့ကန်နဲ့ပေါင်နဲ့ထားရမယ် တောင်းမွန်မှန်ကန်တဲ့မူဝါဒစီရမယ်။အဲ့ဒီလိုမူဝါဒစီမီစီကမ်းမရှိဘဲနဲ့လက်နက်ကန်တဲ့လူတွေဟာကိုကိုကိုကဲတင်စင်လို့သဘောထားပြီးတည်သူအပေါ်မိုက်ရိုင်းစော်ကားဖို့ဝန်မလေးတဲ့ခွေးအဖွဲစီတွေပဲဖြစ်နေလိမ့်မယ်။နိုင်ငံနဲ့တည်သူတွေကစံကုန်မြေလေးတွေကိုထောက်ပံ့မွေးမြူမိရင်နောက်ထပ်ပဝင်ယူအတယူခွေးယူထမွေးတယ်လို့ဖြစ်နေလိမ့်မယ်ဆိုတာတတိပြုစီခြင်းတယ်။အမားကိုဖုံးကွယ်တဲ့လူနဲ့အမားကိုကာကွယ်ပေးတဲ့လူဟာလည်းအတူတူနဲ့အနူနူပဲဆိုတာနားလေ လက်ခံပြင်ဆင်နေကြဖို့လိုအပ်တယ်ဆိုတာကျမမမို့ပြည်သူတယောက်အနေနဲ့ထောက်ပြချင်ပါတယ်ဆင့်နိုင်ငံနဲ့ပြည်သူကိုကိုထက်ဦးစားပေးတာဦးထိတ်ထားတာမာရင်တောင်းပန်တတ်တဲ့အကျင့်ဟာဆိုရင်အဲ့ဒီစစ်သားဖြစ်ဖြစ်တော်လိုင်းရင်သမားဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ကုံချက်တည်မြင့်မာပြည်ပြည်သူသားကောင်းစစ်စစ်တံပိုးရှိတဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုနားလည်ကုန်ယူတကြဖို့လိုပါတယ်ဆင့်တရားမဝင်ရွေးကောက်ပွဲကော်မရှင်ကိုဝေဖန်ခဲ့သည့်တစိညာပါတီမှဒေါက်တာကျော်စွေအဖမ်းခံရမှာကြောက်သဖြင့်ပြန်လည်တောင်းပန်ခဲ့ရာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတစိုင်းကြီးတောင်တွင်းကြီးမြို့နယ်ကော်မတီဝင်ဒေါက်တာကျော်စွေသည်မြင်းဤလူမှုကွန်ရက်စာမျက်နှာ၌စစ်ကော်မရှင်လက်အောက်ခံတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကိုဝေဖန်ခဲ့တော်လဲအဖမ်းခံရမှာကိုကြောက်လန့်သဖြင့်ပြန်လည်တောင်းပန်ခဲ့ရကြောင်းသိရသည် ြီးခဲ့သည့်အောက်တိုဘာ28ရက်နေ့3 7ရက်တွင်ဒေါက်တာကျော်ဆွေကတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကိုလူမှုကွန်ရက်စာမျက်နှာ၌ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရင်းဝေဖန်ခံများသည့်တက်ဆိုင်ရာလွှတ်တော်ရေးကောက်ပွဲဥပဒေနီးဥပဒေများကိုကောင်းစွာနားလည်ခြင်းမရှိဘဲရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များနှင့်ဆက်လင်းပြီးထိခိုက်နစ်နာမှုများအပေါ်တောင်းပန်ကြောင်းယနေ့ထုတ်သတင်းစာများ၌တောင်းပန်စာထည့်သွင်းခဲ့သည် ပြောတော့ကတော့ပြောပြီးတော့အခုမှပြန်တောင်းပန်တာကသူ့ရဲ့နိုင်ငံရေးရည်ချိန်ပဲလေရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတယောက်ကအမားတွေကိုတော့မထောက်ပြရဲပဲနဲ့ပြည်သူအကျိုးပြုမယ်ဆိုတာဘလို့ဖြစ်နိုင်မှာလဲစစ်တပ်ကိုကြောက်တဲ့အဖမ်းခံရမှာကိုကြောက်တဲ့အာဏာတော်လိုချင်တဲ့အဲ့ဒီလိုလူစားမျိုးတွေကတိုင်းပြည်ပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုတာကတကယ်ဟာတာပဲဟုမဲဆောက်မျိုးတို့တင်းရှောင်လာသည့်တက်ကြွလှုပ်ရှားသူတို့အူကပြောသည် အကျွေးရှိခြင်းကြောင့်ကိုယ်စလဲလောင်းတူကိုဖယ်ရှားခြင်းသည်တရားဥပဒေထက်နိုင်ငံရေးအရာအသုံးချမှုတစ်မျိုးဖြစ်နိုင်ကြောင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှတစီညီမှဒေါက်တာကျော်စွေကဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။